ကျွန်တော်သူနဲ့ပတ်သက်လို့သိထားတော်တော်များရှိတယ်တော်တော်များများကိုရှိတယ်ဓာတ်ပုံတွေများကိုရှိတယ်နော်ဘယ်သူနဲ့ပတ်သက်တာဘယ်သူဆိုတာအစားလဲသိထားတယ်အဲ့လောက်တည်းဒီသိတယ်ဘယ်သူတွေဘယ်သူတွေပတ်သက်တယ်ဘယ်သူတွေနဲ့ပတ်သက်ပြီးတော့ဘယ်နှစ်ဘယ်နှစ်လပေါင်းခဲ့တယ်အဲ့ဒီဟာတွေအစားအကုန်သိတယ်ဒေါ်ကြီးတွေဘယ်လိုယူခဲ့တယ်ဆိုတာလည်းသိတယ်ပုံကြီးတွေလည်းဘယ်လိုကြံစည်တယ်ဆိုတာလည်းသိတယ်အဲ့တော့ဒါပေမဲ့အဲ့ဒါတွေကိုမပြောချင်တာကသူဒီလမ်းမင်းကလေးတရားအောက်ခဲလန်နေလို့ဖြစ်မှာဆိုလို့မပြောတာဒါပေမဲ့အခုကတော့ဟန်တန်တဲ့လောက်ကတော့ကျွန်မနှမ်းရမယ်လေဟုတ်တယ်မလားဘာဖြစ်လို့လဲဆိုတော့သူပြောတဲ့စကားလုံးညာဆော်ကားတာညားလာပြီတိတ်ပြောသူ့ကိုစဲပြီးထင်နေရဲ့ လိုသူတွေမုန်းပါစေကိုပြုတ်နေပေသလိုရှုံးပါရဲ့ကိုဘဝကိုကိုသာပြန်ထန်တယ်လူတိုင်းလူတိုင်းဟာကိုသမိုင်းကိုလှအောင်ရေးဖို့လိုပါတယ်ဆိုတော့မဘူးတုဆိုတဲ့နံပါတ်တစ်ခုကိုကျွန်မကောင်းစွာရေးထိုးထားခဲ့ပါရဲ့ကျွန်မနံပါတ်လေးကျွန်မရေးထိုးခဲ့တဲ့အကြောင်းအရာလေးတွေပေါ့နော်အဲကျွန်မပြောခဲ့တဲ့နိုင်ငံရေးဒီလိုဖိုင်လေးအရင်ကပြောခဲ့တဲ့ဒီလိုဖိုင်လေးပေါ့ကျွန်မပြန်ရှာတာကျွန်မဖိုးဟာပြောက်သွားတော့မရှိတော့ပြန်ရှာရဲမတွေ့ဘူး အခုတော့တတိယဆန်လန်နဲ့ဒီကျူဟာ channel တစ်ခုမှာကျမရဲ့ဗီဒီယိုဖိုင်လေးတွေတင်ပေးထားတာတွေ့လို့ကျမအရန်ပျော်သွားတယ်ကျေးဇူးလေးတင်ပါတယ်အရင်တော့ကကျမမှာမရှိတော့တဲ့အရင်တော့ကပြောခဲ့တဲ့ဖိုင်လေးတွေဖြစ်ပါတယ်ဘဘတုဆိုတဲ့ level တစ်ခုဘယ်လိုဖြစ်လာလဲဆိုတဲ့တက်တဲ့အထောက်အထားလေးတွေဖြစ်မယ်လို့ကျမယုံကြည်ပါတယ်နောက်ထောင်ကြည့်ပြီးတော့ဝေဖန်တော့ပြပေးလို့ရပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လင်၅ရောက်ရှိတယ်လို့မပူတုကိုတိုက်ခိုက်နေသည့်အပေါ်အပြုံးနဲ့ပဲရှေ့ဆက်သွားမယ်လို့မပူတုကိုယ်တိုင်ပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာယူအီစီရဲ့ ယူရီတီထက်ကတမရဝင်းမြင့်ရဲ့တမရဝင်းမြင့်ထက်က NLD ပါတီဥက္ကဋ္ဌဒေါန်ဆန်းစုကြည်အားလုံးပေါင်းပြီးဒီရွေးကောက်ပွဲကိုလိမ့်နေပါတယ်။ဒီ2020နိုဘယ်မှာရှိရနေမှာဗိမ့်မဲ့ရွေးကောက်ပွဲကကလင်ကကြစ်ပွဲကြီးဖြစ်ပါတယ်။တမရရဲ့ UEC ရဲ့အတိုင်းမင်္ဂန်ပုဂ္ဂိုလ်ရဲ့ sorry NLD ပါတီဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ရဲ့ပေါင်းပြီးလိမ့်နေတယ်။ဘာလို့လဲဆိုတော့ဒီအတိုင်းမင်္ဂန်ပုဂ္ဂိုလ်ကနေရာသူ့ဘယ်သူမှပေးထားတာမဟုတ်ဘူး။သူကသူရယူထားတာဖြစ်ပါတယ်။ခြေကံဥပဒေမှာလည်းပဲတမရထက်ကအတိုင်းမင်္ဂန်ဆိုတာပဲဒီမိုကရေစီနိုင်ငံမှာမှမရှိပါဘူး။ဒါကြောင့်မလို့ NLD ပါတီဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ရဲ့တမရဝင်းမြင့်ရဲ့ UEC ရဲ့ပေါင်းပြီးတော့လိမ့်နေပါတယ်။သူတို့ဒီကလင်ကကြစ်တွေဖြစ် ဖြစ်ပါတယ်ဒီရွေးကောက်ပွဲကလုံးဝတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ပြည်သူတွေအနေနဲ့ဒီရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တဲ့အတွက်အားလုံးကဘာတွေလုပ်တင်လဲဆိုတာကျွန်မပြောပြမယ်ထောင်ဆဲသူကြီးဦးဆောင်တဲ့ NLD ပါတီကပြည်ပနိုင်ငံတွေရဲ့ထောက်ပံ့ကိုယူထားတဲ့မွတ်စလင်နိုင်ငံ OIC မွတ်စလင်နိုင်ငံတွေဖွဲ့စည်းထားတဲ့ OIC ရဲ့ထောက်ပံ့ကိုယူထားပါတယ်ဆိုပြီးတော့ OK ထေးအောင်ကတိုင်းပြည်ပြည်သူမီဒီယာတွေအားလုံးခေါ်ပြီးဒီနေ့သာရှင်းလင်းပွဲလုပ်တယ်အားလုံးသိတယ်ထေးအောင်ကိုခေါ်ပြီးတော့ဖမ်းပြီးတော့ထုတ်ထဲမှာလှထည့်ထားတယ်ဦးထေးအောင်ကိုယုံကြည်မထုတ်ဘူး UEC က ဒီနောက်မှဖြစ်နောက်မှဖမ်းမိတယ်နှိဒီပါတီထဲနှိဒီပါတီကဥတော်မြင့်ကြတော့ချက်ချင်းလငယ်ဖမ်းတယ်ပါတီကိုလည်းဖျက်သိမ်းတယ်ပိုင်ဆိုင်မှုတွေအားလုံးလည်းပဲသိမ်းတယ်ဒါဆိုလို့ရှိရင်ထဲအောင်ဆုပ်ဆဲသလိုပဲ NLD ပါတီက ဒီဘနိုင်ငံကြီးကထောက်ပံ့ယူထားတယ်မယူထားဘူးဆိုတာယူရင်းစီပါလို့မစစ်ထားလေယူရင်းစီပါလို့မစစ်တာလေယူရင်းစီစစ်ပေးပါရေကောက်ပဲကော်မရှင်အခုနိုဘင်မာ၈ရက်နေ့မတိုင်မီဦးထေရောင်အများဆုံးရုံးထုတ်ပေးပါအများဆုံးရုံးထုတ်ပေးစစ်ပေးပါဦးထေရောင်ပြောသလိုပဲဒေါ်ဆဲစုကြည်နဲ့ NLD ပါတီကတကယ်ပဲဒီဘနိုင်ငံကထောက်ပံ့နေယူထားလားမယူထားဘူးလားကလားခိုင်းတာလုပ်နေရတဲ့အစိုးရလားဆိုတာသိအောင်အမှုကိုရုံးထုတ်ပေးဖို့ကျွန်မတောင်းဆိုပါတယ်ကျွန်မနဲ့အတူလဲကျွန်မနဲ့အတူပြည်သူတွေအားလုံးတောင်းဆိုဖို့လဲကျွန်မအားလုံးကိုဖိတ်ခေါ်ပါတယ်ရေကောက်ပဲကတော့ပြီးသွားပြီရေကောက်ပဲပြီးသွားပြီဆိုပေမဲ့ရေကောက်ပဲနဲ့ပတ်သက်ပြီးရောပြည်သူတွေတိုင်းမှာညှင်းပွားဖွဲ့ရတယ်အများကြီးဖြစ်နေတယ် ဲ့မင်းစင်းမှာပါတဲ့လူဦးရေထဲမဲပေးနေတာများနေတာမျိုးအသေးပြေးသားလူကမဲလာပေးတာမျိုးအသက်900ကျော်ရဲ့လူကြောက်ကမဲပေးတာမျိုးအသက်18နှစ်မပြည့်သေးတဲ့လူကြောက်ကမဲပေးတာမျိုးအဲစသည်ဖြင့်လူတစ်ယောက်ထင်းကမဲနှစ်ကြိမ်သုံးကြိမ်ပေးတာမျိုးကာယကံရှင်မဲဆန္ဒရှင်ပြည်သူကမလာတာကိုလာမပေးတာကိုတက်ဆိုင်ရမဲယုံမှာစောင့်နေလူက ထူအကြည့်တိကြကြပြောရရင်အာအနာရပါတီ NLD ကိုထောက်ခံတဲ့သူကသူကြိုက်တဲ့ပါတီကိုမဲပေးတာမျိုးတွေဟာအနာကိုအနာပြန်လို့တဲ့ပွဲပါဒါဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒီရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့လည်းသမားတို့အနေနဲ့လည်းတိမ်မမပြုတ်ဘူးထုံနှီးတကပဲနိုင်ငံရေးပါတီတွေကလက်ရှိ UNDP ပါတီအပါအဝင်တခြားသောနိုင်ငံရေးပါတီ၁၆ပါတီကလည်းပဲကြီးညာချက်ထုတ်ပြန်လာတာရှိရင်နိုင်ငံရေးပါတီတွေကလည်းတိမ်မမပြုတ်ဘူးပြည်သူတွေကလည်းဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာကိုဒီကလည်းမခံဘူးဖြစ်တဲ့အတွက်ရွေးကောက်ပွဲကမဖြစ်အထမမြတ်ဘူးမဖြစ်ဘူး ရကောက်ပွဲမအောင်မြင်ဘူးဒီလိုပဲပြောရလိမ့်မယ်ဘာလို့လဲဆိုတော့ရကောက်ပွဲမှာမဟုတ်တာအာနာလူရဲ့ပွဲပဲဖွဲ့စည်းပုံအခြေခံဥပဒေကိုကောက်ွယ်ဆောင်ရှားဖို့တက်မတော်မှာတာဝန်ရှိပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဖက်တဲ့လူတွေတည်မဲ့၄၀ကားငယ်အဲ၂၀အစလုံး၄၁၄၁အစတဲ့တက်မတော်ပိုင်းဆိုင်ရာခန့်ကဏ္ဍတွေမှာလည်းပဲပါဝင်နေဒါကြောင့်မို့လို့အဓိကကပြည်သူတွေကမလိုလားဘူးပြည်သူတွေရွေးကောက်ပွဲကိုမကျင်တတ်ဘူးနိုင်ငံရေးပါတီနေနဲ့ရွေးကောက်ပွဲတရားမျှတမှုလို့မထင်နဲ့ထင်နေဒါကြောင့်မို့လို့ကျမတို့ပြည်သူတွေနေနဲ့ခုနံပါတ်၁ကျမမဘူးကြွားနေစပြီးတော့ နော်ဒါမှမဟုတ်ကာကွယ်ဦးတီတောက်ကနေပြီးတော့ကာကွယ်ရဲ့ဟွန်းကာလုံပေါ့နိုင်ငံတော်ကာကွယ်နဲ့လုံခြုံရေးကောင်စီခေါ်ပြီးတော့ရေကောက်ဘက်တင်ပြန်ပြင်းပြင်းကျင်းပါပေးဖို့တောင်းဆိုပါတယ်တရားဥမငန်းစုံတို့ထွက်လာသည့်အင်အားလေးဆက်ခံပါစစ်ကောင်စီတပ်ဖော်ကားကိုမိုင်းဆွဲတိုက်ခိုက်စစ်သားလေးဦးတေပြီး16ဦးတန်ရာရ မန္တလေးတိုင်းတရားဦးမျိုးနယ်ကနေငန်းစုံမျိုးနယ်စီထွက်ခွာလာတဲ့အင်အား၄၀ခန့်ပါစစ်ကောင်စီတပ်ရဲ့ဖောက်ကားကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်က၄ရောက်တေဆုံးပြီး၁၉ရောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းချန်ခရိုင်မှတ်၆တပ်ရင်းတပ်ခွဲ၂ကဒီနေ့ထုတ်ပြန်ပါတယ်။ကြောက်စဲခရိုင်တရားဦးမျိုးနယ်ဂွေးကုန်းဂိတ်ကနေမြင်းချန်ခရိုင်ငန်းစုံမျိုးနယ်မြို့သားဆက်မှုစုံစီထွက်ခွာလာတဲ့စစ်ကောင်စီတပ်သား၄၀ခန့်ပါအဖြူရောင်ဖောက်ကားကို ဇွန်လ23ရက်မွန်လွယ်ပိုင်းမှာပရိတာမိုင်း6လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်နေရာမှာပဲစစ်ကောင်စီတပ်သား၄ယောက်ကွဲချင်းပြီးတေဆုံးပြီး16ယောက်တန်ရာရရှိက2ယောက်ပြင်းထန်တန်ရာရခဲ့တယ်လို့ဆိုပါရယ်လက်ရှိမှာတော့စစ်ကောင်စီတပ်ကတေဆုံးအလောင်းတွေနဲ့တန်ရာရသူတွေကိုမြို့သားတိုက်နယ်စေယုံမှာရောက်ရှိနေတယ်လို့မြင်းချန်ခရိုင်အမှတ်6တပ်ရင်းတက် ကျွန်တော်ပြောပြမယ်။ဖက်စီမော်ချင်းကဥပဒေကိုမကြိုက်လို့ရတယ်။မလိုက်နာလို့မရဘူး။ဘောပါလား။ဖက်စီမော်ချင်းကဥပဒေကိုမကြိုက်လို့ရတယ်။မလိုက်နာလို့မရဘူး။ NLD ပါတီဆိုရဖြစ်လာတာဖက်စီမော်ချင်းကဥပဒေရ။ဒီဥပဒေကိုမကြိုက်ဘူးဆိုရင်ဒီဥပဒေဘောင်တွင်းရနေပြီးပြင်လို့ရမယ်။ဥပဒေဘောင်လုံးဆန်လို့မရဘူး။ဥပဒေပေါင်းလုံးဆန်လို့မရဥပဒေကိုဖောက်ဖျက်ခြင်းဥပဒေကြီးရပြီရေယူခံရမှာဆိုတော့မြဲမြဲမှတ်ထားပါ မြင်မြင်မှတ်ထားပါဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်410 410မှာပါတယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမတရားသောအတ္တမလင်းနဲ့တိမ့်ပိုက်ဖို့စူးစမ်းလာရင် နိုင်ငံတော်သမ္မတကဥဆောင်ပြီးတော့အနုဒန်ကကွယ်နဲ့လုံချောင်ရေးကောင်စီခေါ်ခွင့်ရှိသည်ဆိုတာပုံမှန်၄၁၇မှာပါတယ်။ဒါမဲ့အခုလက်ရှိနိုင်ငံတော်သမ္မတကိုယ်တိုင်ကအန်အဒီပါတီရဲ့လက်အောက်ခံဖြစ်နေတယ်။အန်အဒီပါတီရဲ့လက်အောက်ခံဖြစ်ပြီးတော့သမ္မတကယူရီစီကိုရွေးချယ်တဲ့ယူရီစီနဲ့သမ္မတနယ်ကပလင်းတူပူးစိုးဖြစ်နေတဲ့အခါကျရင်ဖက်ဒီဖို့အခြေခံဥပဒေပုံမှန်၄၁၈မှာနော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုအဲ့လိုမျိုးအတင်းအဓမ္မမတရားတဲ့နည်းနဲ့ရယူဖို့စူးစမ်းလာလို့ရှိရင် နိုင်ငံတော်သမ္မတကနေပြီးတော့နိုင်ငံတော်ရဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးဆိုတဲ့အဓိကမန်နိုင်ကြီး၃ရက်ကအာဏာကိုတမတော်ကာဝယ်ရေးဥစည်းချုပ်ကိုလွှဲပြောင်းပေးအပ်ရမည်ဆိုတာပါတယ်။အဲ့လိုမျိုးတွေသဘောပေါက်လာနောက်တစ်ခုအမျိုးတွေပြောရမယ်အချက်တစ်ချက်ကပြောပြမယ်ပေါ်စီပုံချေခံဥပဒေပုံမှန်438အရာနိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်မန်နိုင်3ရက်လုံးကိုတမရကတမရလက်ရှိတမရကနေပြီးတော့တမတော်ကာကွယ်ဦးကြီးချုပ်ကိုပေးကိုပေးရတော့မယ်ဘာလို့လဲဆိုလို့ရှိရင်နိုင်ငံတော်ရဲ့အာဏာကိုနော် နိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မမဲလိမ်မဲခိုးတဲ့စနစ်နဲ့ရယူပြီးတော့အတင်းအဓမ္မစူးစမ်းတာဖြစ်တဲ့အတွက် ပတိပေါ်ချေကံဥပဒေပုံမှန်မှာပါတဲ့410ရှေ့ကသမရကအဲ့ဒီလုပ်ပိုင်ခွင့်အာဏာကိုတမရကဝေဦးစီးချုပ်ကိုပေးရတော့မယ်မပေးလို့မရဘူးမပေးဘူးဆိုရင်ဖက်စီပေါ်ချေကံဥပဒေပုံမှန်40ကားငယ်မှာ40ကားငယ်မှာပါမယ်20စားလုံးမှာပါမယ်တမရကဝေဦးစီးချုပ်ဒီ40ကားငယ်မှာနိုင်ငံတော်အာဏာကို နိုင်ငံတော်အတွက်လိုအပ်လို့ရှိရင်ဖွဲ့စည်းပုံခြေကဥပဒေအရနိုင်ငံတော်အာဏာကိုရယူသွန်းဆွဲခွင့်ရှိပြီဆိုတာပါပါတယ်။ NLD ပါတီကြီးအခု2020 2025တက်တန်းအတွင်းမှာလုံးဝအစိုးရမဖြစ်နိုင်တော့ပါဘူး။ဘယ်လောက်ထိတည်ကြလဲဆိုရင်90%တည်ကြတယ်။60ရာခိုင်နှုန်းတည်တာတယ်။ဘာလို့လဲဆိုတော့ NLD ပါတီကနိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မရယူနေတဲ့စူးစမ်းနေတာဖြစ်တဲ့အတွက်အဲ့ဒီနိုင်ငံတော်အာဏာကိုတမတော်ကွယ်ဦးစီးချုပ်ကလွှဲပြောင်းပြီးယူရမှာဖြစ်ပါတယ်။တိုင်းတေပါ NLD ပါတီကအစိုးရမဖြစ်တော့ပါဘူး။ ထောက်ခံရမယ့်အချိန်မဟုတ်တော့ဘူးတောင်းဆိုရမယ့်အချိန်ဖြစ်နေပြီထောက်ခံတာနဲ့တောင်းဆိုတာနဲ့လွဲနေတယ်ဘောကင်းကြီးဖောင်ဒေးရှင်းဘောကင်းကြီးဖောင်ဒေးရှင်းအမိခံပြီးတော့အဲ့ဒီဖောင်ဒေးရှင်းမှာနိုင်ငံသားဝင်ငွေစီးစင်းနေတာကိုစုံစမ်းဖော်ထုတ်ပေးပါကျမတို့ဒါတွေကိုတောင်းဆိုရမယ်နော်ဒလန်ဆိုပြီးတက်ခံနေရတယ်ပြည်သူတွေတက်ခံနေရတယ်နောက်ဆန်းကမထိတ်ကျုံနိုင်ဘူးဆိုကျမတို့အပြစ်ပြောရမှာမဟုတ်ဘူးကြားကြိုက်တယ်ဆိုတာပေါက်တော့ရှိမှာပဲကြားကြိုက်တယ်ဆိုတာပေါက်တော့ရှိမှာပဲ ဘယ်နိုင်ငံမဆိုအာနာထိမ့်သိမ့်မှုဖြစ်လို့ရှိရင်အာနာထိမ့်တာပဲဖြစ်ဖြစ်အာနာသိမ့်တာပဲဖြစ်ဖြစ်စုဖို့မှုရှိမယ်အကြမ်းဖက်မှုရှိမယ်လူသေးတာရှိမယ်လူတက်တာရှိမယ်ကျမတို့ကဒါကိုနာဆက်ကောက်ကိုပြပြောရမှာမဟုတ်ဘူးကျမတို့ကဘာလုပ်ရမလဲအခုအဲ့မင်္ဂလာပါလိုက်အောင်တော့စီမံကိန်းလိုက်အောင်တော့စီမံကိန်းဆိုပြီးတော့နေပြီးတော့မှပေးတရားကိုသိမ့်မောင်းတစ်ထောင်တစ်ထောင်လောက်တန်တဲ့ပေါင်းစင်းရှိတဲ့ဥဒရာတိတိမျိုးနယ်တွေက မြို့ကွက်တွေကိုလာရောင်တော်စီမံကိန်းအတွက်ဆိုပြီးတော့ဒေါမြတ်သူကြီးစိုးရလက်ထက်မှာတရေကောင်ကို350နဲ့63ရေကဝယ်ခဲ့တယ်ဟလား63เอกဝယ်ခဲ့တယ်ဒါပေမဲ့လာရုံတော်စီမံကိန်းအတွက်ကို20เอกပဲသုံးရင်ကျန်တဲ့เอก80ကျော်ကိုဘယ်နေရာမှာသုံးခဲ့လေဘယ်နေရာမှာသုံးနေလေเนาะလာရုံတော်စီမံကိန်းကတော့လူငယ်တွေတဲ့စိုက်တိုးတမိုးရေးအကြောင်းပေါ့เนาะတမိုးရေးအကြောင်းသင်တန်းအတွက်ဆိုပြီးလာရုံတော်စီမံကိန်းအမီပြပြီးတော့ပေးတရားကို3000 3000တန်နေတဲ့ဥက္ကရာဒီဒီမျိုးနယ်တွေကမြေွက်တွေကို အေကောင်သိန်း90နဲ့ဒုံဆန်းစုကြည်အစိုးရကလုတ်ပိုင်ခွင့်အာဏာအလွဲသုံးသားလုပ်ပြီးဝယ်ခဲ့တယ်။တကယ်တမ်းကျတော့လမ်းတော်တော်စီမံကိန်းအတွက်ကိုသိန်း20ပဲ sorry အေက20ပဲအသုံးပြုရင်ကျန်တဲ့အေက80ကိုဘယ်နေရာမှာအသုံးချနေလဲ။ဘယ်နားမှာလုတ်နေလဲ။အဲ့ဒါတွေကသူလုတ်နေတာကျမတို့တိုင်းရင်းသား135မျိုးအတွက်လား။တိုင်းရင်းသားမှာမပါတဲ့လူမျိုးလိမ်တွေအတွက်လုတ်နေတာလား။ NASA ကရေဖော်ထုတ်ပေးပါ။ NASA ကရေစုံလမ်းပေးပါ။ NASA ကရေစစ်ဆေးပေးပါ။ကျမတို့ဒီချိန်ကျမတို့ဒီချိန်မှာဒါကိုတောင်းဆိုရမှာ။ စစ်သွေးမင်္ဂလာပါဟုတ်ကဲ့ဒီရိုက်ဝလိုစီမံကိန်းအမိခံပြီးတော့စက်ကျူကြီးကသူနေဖို့အတွက်အဲ့ဒီအေကဒီအေက20ထဲမှာသူနေဖို့တနက်ထက်တိုင်းဆောက်ခဲ့တာတွေကိုကျမတို့ကစောင့်ဆန်းပေးဖို့တောင်းဆိုရမယ်ဖတ်ထုတ်ပေးဖို့တောင်းဆိုရမယ်နော် မျိုးစစ်တွေကလက်နက်တက်သေးပဲလက်နက်ဆိုတာရှိလက်နက်တက်ပေးလို့မရဘူးလက်နက်တက်ပေးလို့မရဘူးလက်နက်တိုင်ရင်စစ်တပ်ကဝင်နောက်အခုအကြမ်းဖက်မှုလို့နှိမ်နေတဲ့ဖေရှင်းတွေမှာတက်မော်မှာတောင်းဝန်ထမ်းဆောင်တက်မော်ဝင်ကြီးရည်လေးမြမတက်မော်ကတင်းတို့ကိုကြိုးစိုးနေတယ်အသက်ဆက်ရှင်နေပြည့်ရသူတောင်းကိုတက်မော်ကကြိုးစိုးနေတယ်တက်မော်ကဝင်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းပြည်သူစစ်ထက်ကိုဝင်ဒါတရားဝင်အဖွဲ့စီပဲပြူစောတိဆိုတာတရားဝင်အဖွဲ့စီမဟုတ်ဘူးတရားမဝင်ဘူးကျမတို့ဘယ်တော့မှပြူစောတိကိုအာမပေးဘူးပြူစောတိစပြီးဖွဲ့တယ်ဆိုတော့အဲ့ဒီဖွဲ့ရကျမတို့နဲ့မသက်ဆိုင်ဘူးဆိုတာမဟုတ်သူကပြောပြီးသားတရားဝင်ဒီပြည်သူစစ်ပြည်သူစစ်ထက်ဝင်ဒါမှမဟုတ်ရှင် ကြီးရည်လေးနဲ့မအတမရောအတင်းတို့အကျိုးလိုနေတယ်အဲ့ဒါကိုဝင်တတော်တွေပြောနေတတော်တွေပြောနေမိပိရေပြောတယ်စစ်တပ်ကတစ်တေကိုထုတ်ရောင်းတယ်အနန္ဒီဆိုရလည်းတနောက်ဆက်ခွန်မှာတော့ဖန်သူကြီးဆိုရပြောတယ်တတော်တွေထုတ်မရောင်းဘူးထုတ်မရောင်းဆိုတော့ကျမတို့ပြောတယ်လေတတော်တွေထုတ်မရောင်းဆိုတော့ဒါပေမဲ့အဲ့လိုပြောပြီးရောခုနှစ်လပဲကြာသေးရနောက်ဆက်ခွန်ခုနှစ်စက်တင်ဘာလမှာတိုက်ကြီးတရားဝင်ကျိုးဝါရနေပြီးကျိုးသိအေကာမှာတပောင်းဒီတခြားကုမ္ပဏီကိုထုတ်ရောင်းလိုက်တယ်နော်အဲ့ဒီအကြောင်းကိုကျမရင်တော့ပြောဘူးလေ ဒဲကောင်တခိုးလဲဘဲကောင်မတခိုးလဲခေါင်းစုခေါင်းဆယ်နဲ့ကျွန်မပြောဘူးတဲ့နော်